ီးခဲ့တဲ့အပိုင်းမှာတော့ Marvelous တို့၅ယောက်ဟာဆိုရင် Gao Ranger တွေရဲ့အဓိကဆွမ်းအားဖြစ်တဲ့အနီယောင်ရှင်တိကြီး Gola Yun ကြီးကိုပါရရှိသွားကြပါတယ်။ဒီအပိုင်းရဲ့အဆမှာတော့ပင်လယ်ဒမြ၅កောင်ကတက်ညီလက်ညီနဲ့ပဲဖဲနေကြပါတယ်။ Marvelous ကတော့ရိုက်တိုင်းချုံနေပြီး Joe ကတော့ပွဲတိုင်းနိုင်နေပါတယ်။ Joe ကိုအဲ့လိုပွဲတိုင်းအနိုင်ရနေလို့အလုံးကရှီကျူးနေကြပေမဲ့ Joe ကတော့ Luca ရာတကယ်ဆိုရင်သူနိုင်မှာမဟုတ်ဘူးလို့ပြောပါတယ်။ Luca ရဲ့တကယ်ဆိုရင်ဆိုတာကဘာလို့ဆိုလိုတာမှမသိပေမဲ့အဲ့အချိန်သူတို့တင်ပေါ်ဂျီကိုဇန်ပြက်ကောင်နေရအဆုလိုက် ိုက်ပြုံလဲရလာပြီးမာဗလက်တို့ကိုလာတိုက်ခိုက်ကြပါတယ်အဲ့လိုနဲ့မာဗလက်တို့အဖွဲ့ကလည်းဂိုကိုင်းမက်ကဇောအဖြစ်နဲ့ဇန်ကက်ကောင်တွေကိုပြန်တိုက်ခိုက်ကြပါတယ်အဲ့အချိန်ဂျိုးကဇန်ကက်ရင်တွေကြားထဲကနေအစိမ်းရောင်ရင်တစ်စင်းကိုမြင်လိုက်ပါတယ်မာဗလက်တို့လေးယောက်ကတော့ဘာမှမသိပေမဲ့ဂျိုးကတော့အဲ့ဒီအစိမ်းရောင်ရင်ကိုလုံးဝမတိုက်ခိုက်ဖို့တာပါတယ်တကယ်တော့အဲ့ဒီရင်ကဇန်ကက်ကောင်တွေရဲ့အထူးစပယ်ချက်ဖြစ်စီရင်ဖြစ်ပါတယ်အဲ့ဒီရင်မှာပောက်ကွဲမှုအပြင်နဲ့အမြောက်ကြီးကိုတက်ဆင်ထားတာကြောင့်အဲ့ဒီရင်ကိုဖြတ်စီးမိရင်လည်းအမြောက်ကြီးကပောက်ကွဲသွားမှာဖြစ်ပြီးကဘာကြီးပေါ်ကို ည်းတက်ရောက်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဖြစ်ရကိုတားလို့ရနိုင်မယ့်နီလန်တစ်ခုရှိတယ်လို့ဂျိုးကပြောပါတယ်။ အဲ့ဒါကတော့အဲ့ဒီယင်ထဲကအမြောက်ကြီးရဲ့လောင်စာကိုယူနိုင်တွားရင်အစိမ်းရောင်ယင်ဆိုတာကိုခြောက်နေစရာမလိုတော့ပဲပြင်းထန်တဲ့ပောက်ကွယ်မှုကြီးကိုလည်းတားဆီးနိုင်တော်မှာဖြစ်ပါရဲ့အဲ့လိုနဲ့လူကားကလည်းအစိမ်းရောင်ယင်ထဲကအမြောက်ကြီးရဲ့လောင်စာကိုတွားခိုးဖို့လုပ်ပြီးဂျိုးနဲ့အတူထွက်လာပါတယ်အစိမ်းရောင်ယင်စီကိုတော့ဂိုကင်းကြားကနေဘိုကန်းကြားအဖြစ်ပြောင်းပြီးခက်ခက်ခဲခဲပဲအစိမ်းရောင်ယင်ဘောကိုတတ်သွားကြပါရဲ့လူကားတို့နှစ်ယောက်အဲ့လိုစွန်းစွန်းစားစားတွားလာနေကြတာကိုမာဖလက်တို့အဖွဲ့ကတော့သူတို့တင်မောပေါ်ကနေအေးအေးလူလူပဲလူကားတို့နှစ်ယောက်ရဲ့ပြန်လာကိုဖဲ့ရရင်ထိန်ဆောင်နေကြပါ ါတယ်။တင်မောမှာရောက်သွားတဲ့လူကားတို့နှစ်ယောက်ကတော့ဂေါ်မင်းဝတ်စုံသူနဲ့ဂေါ်မင်းကောင်တွေကိုလူသားဆန်ဆန်ပဲဖဲလှယ်ရင်နေပါတယ်။ဂေါ်မင်းကောင်တွေကတော့ဂျိုးပြောပြတဲ့လူကားရဲ့စစ်မှန်တဲ့ကစားနည်းတွေကြောင့်ခွေရှုံရှုံနေပြီးမျက်ရည်နဲ့မျက်ခွက်ဖြစ်နေပါတယ်။အဲ့လိုနဲ့သူတို့နှစ်ယောက်ရဲ့ဖဲဝိုင်းကိုရင်သစင်းလုံးအောင်ဂေါ်မင်းကောင်တွေကပါလောက်ရမဲ့တာဝန်တွေကိုခဏပစ်ထားလိုက်ပြီးအချိန်နဲ့လာကြည့်ကြပါတယ်။အဲ့အချိန်အစိမ်းရောင်တင်မောကြီးရဲ့ကပတိန်ဖြစ်တဲ့ဖဲပြင်းယူခူပါပါရလာခဲ့တာကြောင့်လူကားရဲ့လူလိန်ကြပြီးဖဲရိတ်နေတာကိုမိသွားပါတယ်။အဲ့လိုနဲ့လူကားတို့နှစ်ယောက်ရဲ့တေးုံ မန်ဇန်ကရက်ကောင်တွေအားလုံးကလည်းတိသွားကြပြီးလူကာတို့နှစ်ယောက်ကလည်းဇန်ကရက်တွေရဲ့စခန်းမှာတိုက်ရမလို့ပြေးရမလို့ဖြစ်နေပါတယ်ဒါပေမဲ့ကပတိန်ယိုကူပါကတော့အေးရအေးကြောင့်ပဲလူကာတို့နှစ်ယောက်ကိုသူနဲ့ဖယ်ရခိုင်ပါတယ်အလဲအလဲအနေနဲ့ယိုကူပါလူကာတို့နိုင်သွားရင်တော့သူတို့နှစ်ယောက်ကိုအေးစီစီပဲပေးပြန်မှာဖြစ်ပြီးသူနိုင်သွားရင်တော့လူကာတို့ကိုလုံးဝအလွတ်ပေးမှာမဟုတ်ဘူးလို့ပြောပါတယ်အဲ့လိုနဲ့လူကာကလည်းသူမီလန်အတိုင်းအမှန်ကန်ဖယ်ရဖို့လို့တော့ယိုကူပါလူကာကိုဖယ်လုံးဝပြီးမကင်မဲသူစိုက်ကြိုက်လုပ်ပါတယ်ကိုပိုင်ရှယ်လန်ခွင့်မရှိတဲ့ ပွဲမှာလူကားလည်းသူ့နေရာမှာအဖွဲလိုက်အပြင်းပြင်းဆော်တဲ့အမဲနိုင်နေတဲ့ဂျိုးကိုဝင်ဆော့ခံလိုက်ပြီးပွဲကိုဆားလိုက်ကြပါတယ်။ဒါပေမဲ့ယူကူဘာကတော့ပုံမှန်တိုင်းဆော့မဲ့ဂျိုးအားလုံးရဲ့ရှိမှာပဲဖဲဝိတ်တာအစာဖဲဆွဲတာအဆုံးပေါ်ပေါ်တင်တင်ပဲညစ်ပြီးကစားပါတယ်။ယူကူဘာကအဲ့လိုညစ်ပြီးကစားနေပေမဲ့ယင်တစီလုံးကသူတို့လူတွေပဲဖြစ်တာကြောင့်ဂျိုးတို့နှစ်ယောက်ကလည်းဘာမှပြောလို့မရပဲတိုင်ပတ်နေပါတယ်။ဒါပေမဲ့ဂျိုးကပွဲကိုတော့ပြီးအောင်ဆော့ဖို့ဆုံးဖြတ်ထားတာကြောင့်ရီကုံရီခန်းဆော့ပြီးသွားတဲ့အချိန်မှာတော့ကန်တရားကသူ့ဖက်ပါနေပြီးယူကူဘာကိုအပွင့်သူဖဲရှာ ချက်တွေဖြစ်နေအနိုင်ရတော့ပါတယ်။အဲ့လိုနဲ့ဂျူရိုရဲ့အနိုင်ပိုင်နာကိုခံလိုက်ရတဲ့ယိုကူပါကတော့အချုံးကိုလက်မခံနိုင်ပဲဖြစ်နေပြီးဇန်ကရက်ကောင်တွေနဲ့ဂျူရိုကိုတိုက်ခိုက်ခိုင်းပါတယ်။အဲ့အချိန်တိုက်ခိုက်ဖို့လုပ်နေတဲ့ဇန်ကရက်ကောင်တွေကသူ့လိုလိုလဲကြသွားပြီးမာဗယ်လက်နဲ့အိုင်မင်တို့တုံယောက်ကလည်းဂေါမင်ဝတ်စုံကိုသူနဲ့ရောက်လာကြပါတယ်။တကယ်တော့ဂျူနဲ့လူကာတို့နေရာရဲ့ဖဲရိတ်နေရတဲ့အကြောင်းရင်းကဇန်ကရက်တွေကိုအာယုံလွဲဖို့လက်ကွက်တက်တက်ပဲဖြစ်ပါတယ်။ဇန်ကရက်ကောင်တွေကသူတို့စီအဲ့လိုအာယုံရောက်နေတဲ့အချိန်မှာပဲမာဗယ်လက်တို့ကနောက်ကနေဝင်လာပြီးလောင်စာတွေကိုဝ ဝင်ခိုးထွားတာဖြစ်ပါတယ်။ရိုခူပါနဲ့ဇန်ပြက်ကောင်တွေကတော့ဖိအိနေတဲ့အတွင်းမှာဘာတွေဖြစ်သွားကြမယ်မသိပေမဲ့မာဗယ်လက်တူကတော့သူတို့တင်မော်ကြီးကိုဖောက်ခွဲလိုက်ပါတယ်။ လိုနဲ့မြေပြင်ပေါ်ရလာကြပြီးမာဘလတ်တို့ရဲ့ဂုကင်းကြအဖွဲ့နဲ့ယူခိုပါတို့ရဲ့ဇန်ကရက်ကောင်တွေအဖွဲ့အကြိတ်နဲ့တိုက်ခိုက်ကြပါတယ်ဖဲရမယူခိုပါကတော့မာဘလတ်တို့၅ယောက်ကိုသူ့ရဲ့တိုက်ကွက်တွေဖြစ်တဲ့ဖဲချက်တွေနဲ့တိုက်ခိုက်ပါတယ်အလိုနဲ့ဂုကင်းကြ၅ယောက်ကလည်းဖဲဓမကိုဖဲနဲ့ပဲပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပြီးဂျက်ကာအဖြစ်ပြောင်းပြီးတိုက်ခိုက်ကြပါတယ်မာဘလတ်တို့ရဲ့ဂျက်ကာအဖြစ်တိုက်ခိုက်မှုကြောင့်ယူခိုပါတော်တော်လေးအထိနာရတဲ့အချိန်မှာတော့သူတို့ရဲ့ဂုကင်းကြအဖြစ်ပြောင်းပြီးအံပေးလိုက်ကြပါတယ်ယူခိုပါကတော့ထုံးစံအတိုင်းတစ်ချိန်ထဲနဲ့မပြီးနိုင်ပဲအစားတရာလောက် ်ကြီးပြီးအသက်ပြန်ရှင်လာတာကြောင့် Marvelet တုံ9ယောက်ကလည်း Google မှတ်ကစောအဖြစ်ပြောင်းပြီးနောက်တစ်ကြိမ်ထပ်အပ်ပြလိုက်ကြပါတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အချိန်မှာတော့ Marvelet တို့ဖဲသမား9ယောက်ကထပ်ပြီးဖဲရင်နေကြပြီးမြ Marvelet ကတော့ဆော့တိုင်းချုံနေစေဖြစ်ပါတယ်။ဒါကတော့ Google ကြအပိုင်း30ဖြစ်ပါတယ်။